ူတော်ကောင်းတို့ရဲ့အလူလို့ခေါ်တယ်။ဒီဟာတကယ်ကြီးအလူဒါနလောက်ရတာအလွန်ဝါဒနာပါတယ်။နေရာပေါင်းစုံမှာလူအရင်တို့တို့လူတန်းတယ်။ပြီးတော့သူတော်ကောင်းတို့အလူဖြစ်ဖို့တနည်းအားဖြင့်လူတက်ဖို့မြတ်စွာဘုရားဆုံးမခဲ့တာဒီကိုပြောပြမယ်။ဘလို့လူကြမလဲနံပါတ်1သူတော်ကောင်းတွေဟာတဲ့ လက်တာဒါနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့လှူတာမြန်မာလိုမှတ်ခြင်းတော့ယုံကြည်၍လှူတဲ့အလှူလို့ခေါ်တယ်လှူတာနှမျိုးရှိတယ်ပေါ့ဥပမာဘာသာကြားတွေကြတော့ကံကံရဲ့အကျိုးကိုသူတို့လက်မခံဘူးလေကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတာလက်မခံဘူးဒါပေမဲ့သူတို့လည်းဒါနလှုပ်ကြတာပဲလေဗုဒ္ဓဘာသာတွေကြတော့ယုံတယ် ကောင်းတယ်လို့ရင်ကောင်းကျိုးရတယ်မကောင်းတယ်လို့ရင်မကောင်းကျိုးရတယ်အဲ့တော့အဲ့လိုကံနဲ့ကံရဲ့အကျိုးကိုယုံပြီးလှူတဲ့အလှူနဲ့ကံကံရဲ့အကျိုးကိုမယုံဘဲနဲ့လှူတဲ့အလှူဘာကွာလဲလို့ပြီးအကျိုးပေးတဲ့နေရာမှာဘလိုပဲလှူလှူရင်တော့ကြည် بوا ချမ်းသာခြင်းဆိုတဲ့ဒါနအကျိုးကိုတရားတော့ရမှာပါဘုရားဘာသာကပဲလှူလှူဘာသာကြားတွေပဲလှူလှူလှူရင်တော့ဒါနရဲ့အကျိုးဖြစ်တဲ့ ီးပွားချမ်းသာခြင်းဆိုတာကိုသိချပေါက်ရပါတယ်။ဒါပေမဲ့ဘာလေးပူသွားတယ်လဲဆိုတော့ကံကံရဲ့အကျိုးကိုယုံပြီးလှူတဲ့သူနဲ့ကံကံအကျိုးကိုမယုံမဲ့လှူတဲ့သူဟာရုပ်အစင်းလှပခြင်းမလှပခြင်းမှာကွာတယ်။တချို့မြင်ဖို့ကြလိမ့်မယ်။ချမ်းသာတယ်အလွန်ချမ်းသာတယ်။ဒါပေမဲ့ဥပရိယုတ်ကကြည့်မကောင်းချမ်းသာပြီးမှဥပရိယုတ်ကကြည့်မကောင်းအဲ့ဒါကြတော့တတ္တာဒါနလို့ခေါ်တဲ့ ယုံကြည်၍လှူဒန်းတဲ့အလှူမျိုးမလုပ်ခဲ့လို့လို့ဆိုပါမယ်လှူတော့လှူခဲ့တာပဲဒါမှကံကံရဲ့အကျိုးကိုယုံကြည်မှုမပါလာအောင်ဒါကြောင့်ကြီးပွားချမ်းသာမှုအကျိုးကိုရရှိပြီးမှရုပ်ရည်အစင်အားဖြင့်တော့လှပမှုမရှိတတ်ဘူးပေါ့အေးအဲ့တော့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့လှူဒန်းမယ်ဆိုလို့ချင်းကြီးပွားချမ်းသာမှုကိုလည်းရနိုင်တယ်ရုပ်ရည်အစင်လှပမှုကိုလည်းရနိုင်တယ်အဲ့ဒါနံပါတ်1သူတော်ကောင်းတို့ရဲ့အလှူသူတော်ကောင်းတွေဟာ တူတန်းပြီဆိုရင်ကံနဲ့ကံရကျိုးကိုယုံကြည်ပြီးတော့တူတန်းတယ်။အကြောင်းစိတ်ထားလေးပြောင်းဖို့လိုတယ်ပေါ့။နောက်နံပါတ်2တကိစ္စဒါနလို့ခေါ်တယ်။မြန်မာတော်တော်များများတော့တကိစ္စဒါနလို့ပြောရင်ဘလို့နားလဲတယ်မေးရူးရူးသေးသေးလှူတယ်လို့နားလဲတယ်။ဘုန်းကြီးတွေကိုမေးကြည့်လိုက်ရင်လည်းဒီလိုပဲပြောကြမှာပဲ။ရူးရူးသေးသေးလှူတာကိုတကိစ္စဒါနမင်းကွန်ဆရာတော်ဘုရားကြီးကနော်တီဗီတကမင်းကွန်ဆရာတော်ဘုရားကြီးကမမိတ်တယ်လဲဆိုတော့ လှူပန်းပစ္စည်းတွေကိုမုံမုံမြက်မြက်ပြုတ်လုံပြီးတော့လူထဲနာကိုဆလိုတယ်ဆိုပြီးတော့ရှင်းပြတာဘာလေးပဲလှူလူအကောင်းဆုံးစီမံမေးလှူတယ်နော်တခါကြီးဒါခဏခဏပြောတယ်ဥစဉ်ကိုခဏခဏလျှောက်တယ်ဇုံကဲလို့ရှင်တန်ကားတော်တွေကိုဘလို့အကောင်းဆုံးဖြစ်အောင်စီမံမေးလှူတယ်အခုဒါဒီနေ့မနဲ့လိုက်တာနော်ဇေဒီဘုရားကိုအကောင်းဆုံးပူဇော်ဖို့ဒါပြင်ဆင်နေတယ်ကြိုးစားနေတယ်မပြုံးလင်မလိုက်တာပိန်ဆောက်မယ်ဆိုတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ဆိုတော့ဘာလုံးလို့ နော်ဘာလေးပဲလှူလိုက်လှူလိုက်အမုံမြတ်ဆုံးအကောင်းဆုံးဆိုတာကိုပြုလုပ်စီမံပြီးတော့လှူဒန်းတယ်ဘာပဲလုံးလုံးအကောင်းဆုံးအမုံမြတ်ဆုံးဖြစ်အောင်လှူဒန်းတယ်အဲ့ဒါကိုပါဠိလိုပြောတော့တက္ကိစာဒါနဆုံးလေးပါဠိကရင်လက်တာအချင်းပွဲဖြစ်အောင်အနံ့ကောအရသာကောအယောင်အစင်းရောလှအောင်ပြင်အကောင်းဆုံးပြင်ဆင်ပြီးတော့ကတ်တယ်အဲ့တော့ဘာလေးပဲကတ်ကတ်ပေါ့သင်္ကန်းပဲကတ်ကတ်နော်အကောင်းဆုံးအကောင်းဆုံးဆိုတာတွေကိုစီစဉ်ပြီးတော့ပြုလုပ်ပြီးတော့လှူဒန်းတယ်အဲ့ဒါကိုတက္ကိစာဒါနာ တော်ကောင်းတွေဟာနော်ကိုလှုံတဲ့အလိုလူပဲပစ္စည်းကိုအကောင်းဆုံးပြင်ဆင်ပြီးလှူတယ်။နော်အဲ့ဒီရင်စန့်ကျင်ဘက်ဘောင်းပြန်ဖြစ်ကလန်ဆန်းလှူတာ။အလူပဲကွာပြီးပြီးရောစားတာပဲကွာဘိုက်ဝိုင်းပြီးရောဖြစ်ကလန်ဆန်းကတ်တာပေါ့နော်။စုံစုံရင်လည်းဖြစ်ကလန်ဆန်းရောစားကျင်တာစား။မာလီပဲကလန်ကလိုက်ဖယိုဖယဲလှုပ်ပြီးတော့တက်လိုက်တယ်။ဆိုအဲ့ဒါဆိုရင်ပရောကောင်းတို့ရဲ့အလူမဟုတ်တော့အကျိုးပေးကွာပါလား။ဖြစ်ကလန်ဆန်းလှုပ်ပြီးကတ်တာနဲ့ အကောင်းဆုံးဆိုတာကိုပြင်ဆင်ပြီးကတ်လို့တာဟာကွာပါတယ်တချို့ကပြောတာပေါ့အပကန္ဒနာတင်မလို့ဘူးတဒါပကန္ဒနာမဟုတ်တော့ဘူးတက္ကိစ္စဌာနပျောက်သွားလိမ့်မယ်တချို့ကပကန္ဒနာတင်တယ်စားရှင်စရာပြောင်းလေးလုတ်တာဥပမာပေါ့လူတွေဆိုလို့ရှိရင်မွေးနေ့ကိတ်တွေပါလေလုတ်တယ်ဆိုရင်ဒီတိုင်းကိတ်မှုတော့ကြီးဆိုပြီးမလုတ်ဘူးလေလှလှပပလေးအယောင်မျိုးစုံလေးတွေနဲ့အပေါ်ကခရင်လေးတွေနဲ့မျိုးစုံလှအောင်စီစဉ်ပြီးမှမွေးနေ့ကိတ်ဆိုလုတ်ကြတာပဲအဲ့ဒီဘောမျိုးပဲ မြင်လိုက်လို့ချင်းနှစ်သက်စရာကောင်းတယ်နှစ်လိုပဲကောင်းတယ်စိတ်ကိုကြည်နူးစေတယ်ဆိုတဲ့ဟာမျိုးအဲ့ဒါမျိုးကိုတချို့ကတရားတရားနေတဲ့အခါကျတော့ဟာပုံကြီးချဲ့လုံးအကြီးရဲ့လို့ဂုံတွေတို့ပကန္နလို့ဒီလိုပြောကြတယ်မဟုတ်ပါဘူးတက္ကိစ္စဌာနလို့ခေါ်တယ်သူတော်ကောင်းတွေကလှုပ်လိုက်ပြီဆိုရင်နှစ်လိုပဲကောင်းအောင်နှစ်လိုပဲကောင်းအောင်လှုပ်ကြတယ်အကြောင်းသူတော်ကောင်းတို့ရဲ့အလူနဲ့မသူတော်တို့ရဲ့အလူဆိုပြီးတော့ဒီလိုမျိုးဆရာတော်ဘုရားကြီးတွေခွဲခေါ်ကြတယ်။နော်အကြောင်း ကောင်းကောင်းမွန်မွန်စီစဉ်ပြီးလူတာကိုသူတော်ကောင်းတို့ရဲ့အလူဖြစ်ကလေးစဲလှူရင်အဲ့ဒါမသူတော်တို့ရဲ့အလူလို့ခေါ်တယ်အဲ့တော့ဘာကွာလဲပေါ့အဲ့ဒီနှစ်ခုอ่ะပေါ့နော်မွန်မွန်မြတ်မြတ်ကောင်းကောင်းမွန်မွန်လေးပြင်ဆင်ပြီးတော့လူတာနဲ့ဖြစ်ကလေးစဲလှူတာဘာကွာလဲလို့မေးအကျိုးပေးတဲ့အခါတော့တစ်ခုလုံးကတော့ဒါနဖြစ်တဲ့အတွက်ကြောင့်ကြီးပွားချမ်းသာခြင်းပေးတာချင်းတော့အတူတူပဲသူလည်းစီစဉ်ဥစ္စာတွေပေးမယ်နော်ဖြစ်ကလေးစဲမဲ့လူလူကောင်းကောင်းမွန်မွန်မဲ့လူလူကြီးပွားချမ်းသာတဲ့အကျိုးကိုပေးမှာပဲအေးဒါပေမဲ့ ဘာကွာတလဲဆိုနောက်ဆက်တွဲအကျိုးကကိုယ့်ရဲ့ချိန်ဩဇာတက္ကိသရဏလို့ခေါ်တဲ့ကောင်းကောင်းမှုမှုစီစဉ်မိလူခဲတဲ့ပုဂ္ဂိုလ်ကကြတော့သူ့ရဲ့မိသားစုဝင်တွေသူ့ရဲ့အလုပ်သမားတွေကသူ့စကားကိုရိုသေလေးစားနားထောင်ကြတယ်။ဩဇာညောင်းနေပေါ့။နော်ကိုမိသားစုဝင်တွေတားတွေသမီးတွေစနေမရတွေအစားအကုန်လုံးကကိုစကားနားထောင်တယ်။ကိုရဲ့အလုပ်သမားတွေကိုဝန်ထမ်းတွေဆိုရင်လည်းကိုစကားကိုလေးလေးစားစားနားထောင်တယ်။အဲ့တော့အလှလုပ်ခဲ့တုန်းကတက္ကိစာဌာနကောင်းကောင်းမွန်မွန်လူခဲ့လို့ အေးမသူတော်တို့ရဲ့အလူလို့ခေါ်တဲ့ပြောင်းပြန်ဖြစ်ကလေးစံဒုက္ခတဲ့ပုံကွာကြတော့ကြီးပွားချမ်းသာပြီမဲ့မိသားစုဝင်တွေအားသူအားမနာမယုံသေးဘူးမလေးစားဘူးဘလို့တမားတွေဆိုရင်လည်းကိုယ်စကားနားမထောင်ကိုယ်သွားပါဆိုရင်မသွားဘူးလုပ်ပါဆိုရင်မလုပ်ဘူးဒါမျိုးတွေပေါ့လေဒါကြောင့်မိမိရဲ့စကားကိုယုံသေးလေးစားလိုက်နာစေတယ်လို့ဆိုလိုတယ်ဦးဇင်းတို့ဗျာဒတ်တက်ကအနာရပင်တတိယအဲ့ဒီလိုကုသိုလ်တွေလုပ်ခဲ့လို့သူ့ရဲ့နောက်လိုက်ပြီးသူ့ရဲ့တပည့်တွေအားလုံးကအနာရပင်တတိယစကားကိုနားထောင်ကြတယ် အဲ့ဒါတက္ကိစဌာနလုတ်ခဲ့လို့ခေါ်တယ်။နော်နော်မြတ်စွာဘုရားကလှူတက်ဖို့ဟောပြတာပေါ့နော်။လှူအောင်ဟောတာမဟုတ်ဘူးဘလို့လှူရမလဲဘလို့စိတ်ထားရမလဲလှူတက်ဖို့ဘုရားဟောပြတာဘုရားကသူတော်ကောင်းတို့ရဲ့အလူဆိုတဲ့ခေါင်းစဉ်နဲ့အဲ့တော့နံပါတ်1ကံကံရဲ့အကျိုးကိုခြုံကြည့်ပြီးတော့လှူမယ်။ရုပ်စင်းလှပတယ်ဆိုတဲ့အကျိုးကိုအစအပူစုအနေနဲ့ရမယ်။နောက်ကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးတော့လှူတမ်းမယ်။နောက်အပူစုအနေနဲ့ဒါမိမိရဲ့စကားကိုနားထောင်ကြမယ်။ဩဇာအနာညောင်းနေပေါ့။ ောက်တစ်ခုကကာလဒါနနံပါတ်3ကာလဒါနဆိုတာလိုအပ်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းကိုလူတန်းတာနော်ဆုံးချိန်တိုင်းဆုံးအဖျော်ရေးချိန်တိုင်းအဖျော်ရေးနော်သင်ငန်းချိန်တိုင်းသင်ငန်းဒီလိုမျိုးမှာလူမျိုးတွေပထိန်သင်ငန်းဝါဆိုသင်ငန်းတွေလိုကက်လူကြတာအခုဆောင်းရသည် AB ဆိုရင်ခြုံတဲတွေလူကြတယ်စောင်းတဲလူတန်းကြတယ်ဟောညာဆိုလို့ရှိရင်ဘုရားမှာမီးပူစောကြတယ်ပေါင်တယ်လေပေါင်တော့မီးလိုတယ်အဲ့တော့မီးပူစောကြတယ်ဆိုတော့အဲ့လိုလိုအပ်နေတဲ့အနေအရလိုအပ်နေတဲ့အချိန်မျိုးတွေမှာ လိုအပ်တဲ့ပစ္စည်းတွေကိုကတ်လူခြင်းဟာကာလဒါနလို့ခေါ်တယ်။ကာလဒါနအဲ့တော့မင်းကိုစီရဘုရားကြီးကအဲ့ဒါမိတ်တယ်။ကျုံညောင်ကလူမျိုးတွေတဲ့။သူတော်ကောင်းတို့ရဲ့အလူမလုတ်တတ်ဘူးတဲ့။နေခင်းကြောင့်တောင်းရင်မိထုံးလို့ထုံးပေါ့။ဘာလို့လဲရန်ကုန်မှာဆိုရင်လည်းရွှေတကုံဘုရားမှာဆိုရင်လည်းနေခင်းကြောင့်တောင်းရင်နေချစ်ချစ်တောက်ဘူးနေတာလေ။အဲ့တော့မိထုံးကြမိဆိုတာကပေါင်တို့အလင်းလိုခြင်းလို့ထုံးတာလေ။မဟုတ်ဘူးအခုကကြတော့ဘေးဒင်ရတရားရဲ့စေခိုင်းမှုကြောင့် နေခင်းကြောင်တောင်ရင်ချက်ချင်းတော့ပူနေရင်လည်းဘုရားကိုမိုက်တိုက်တယ်လို့ပဲအမီးအပြောင်းနိုင်တယ်တန်းစီပြီးတော့နေခင်းကြောင်တောင်ကြီးကိုထွန်းကြတယ်နောက်ဆုံးတော့တင်တယ်ဆုံးတော်ကြီးတင်ပွဲဆိုပြီးလုပ်ကြတယ်အချိန်မတော်ကြီးလေကျောညကလေးကတင်တယ်တချို့ကညသကောင်တင်တယ်မိုးမလင်းသေးဘူးအဲ့ဒါတွေဟာအကာလဒါနအချိန်မဲ့အခါမဲ့အလှူကုသိုလ်မရဘူးလို့ဆိုလိုတာမဟုတ်ဘူးအလှူမလုပ်တတ်တာကိုပြောချင်တာနော် အဲ့လိုမျိုးနေကင်းကြီးကိုဖျောင်းနိုင်ထုံးလို့ကုသိုလ်မရဘူးသူတို့ဆိုတော့မဟုတ်ဘူးကုသိုလ်ရတယ်ဒါပေမဲ့ကာလဒါနမဖြစ်ဘူးလှူသိမ်းတဲ့အချိန်မဟုတ်ဘူးလို့ဆိုလိုတာသူတို့ကောင်းတို့ရဲ့အလိုမဟုတ်ဘူးပေါ့နော်အဲ့တော့လိုအပ်တဲ့အချိန်မှာလှူညမှောင်မိုက်တဲ့အချိန်မှာမီးထုံးမနေ့အရုံတက်တဲ့ခါမှာဘုရားဆုံးတော်က72နိုင်မကျော်ခင်မှာဆုံး72နိုင်မကျော်စေနဲ့ဘုရားဘုရားညဆုံးကတ်တလို့ဖြစ်သွားမှာလေနော်ဦးဇနုကြိုက်သေးရောဘုရားမှာဆိုရင်မနေ့နှစ်နာရီခရက်အထပြီးတော့ဘုရားဆုံးတင်နေကြပြီ မလုပ်ရဘူးလေအခါမဲ့အခါကြီးနော်အချိန်မှအခါမဲ့ကြီးမိုးလင်းမှာဘုရားကိုဆုံးခဲ့ရမှာလေမိုးမလင်းသေးဘူးဘုရားဆုံးခဲ့ကြပြီမလုပ်ရဘူးပေါ့အေးအဲ့တော့မင်းကိုကျန်တော်ဘုရားကြီးကအဲ့ဒါမသူတော်တို့ရဲ့အလူပဲကိုတော်မရဘူးလို့ဆိုလို့တော့မဟုတ်ဘူးသူတော်ကောင်းတွေကအဲ့လိုမလုပ်ဘူးလို့ပြောတာနော်သူတော်ကောင်းတွေဟာလိုအပ်တဲ့အချိန်မှာလှူတယ်လို့ဆိုလို့တယ်နော်လိုအပ်တဲ့အချိန်မှာလှူတယ်အဲ့ဒါကိုကာလဒါနာကာလဒါနာခေါ်တယ်အဲ့တော့ကာလဒါနာကဘာအကျိုးတစ်ခုထက်ရလာတယ်လဲဆိုတော့ ကိုလိုအပ်တဲ့အချိန်မှာနော်လိုအပ်တဲ့ basic ကရလာတယ်ကာလဒါနရဲ့စွမ်းအားကြောင့်အလုံးလုံးတာချင်းအတူတူသူများတွေမှာ basic တွေပြတ်သွားတယ်ကိုယ်မှာ basic မပြတ်ဘူးကိုယ်မှာ basic တွေစတဲ့ရနေတယ်ကာလဒါနရဲ့စွမ်းအားနော်တချို့လေယာဉ်စိုက်ခင်းတွေလောက်ကြတယ်သူများတွေမှာအောင်မြင်ကိုအောင်မြင်တယ်လေစိုက်တာချင်းအတူတူကိုကအောင်မြင်တယ်သူများမအောင်မြင်ဘူးနော် အလုံးလုံးတိုင်းချင်းအတူတူကိုကငယ်ငယ်ကလေးကလောက်တဲ့အချိုးပေးတယ်။သူများတွေကအသက်ကြီးမှအချိုးပေးတယ်။ဟိုဒါမျိုးပေါ့နော်။ဒီပြောချင်တာကကာနာဒါနာလောက်ခဲ့တဲ့သူတွေလိုအပ်ရင်လိုအပ်တယ်လို့ကိုလိုအပ်နေတဲ့အချိန်မှာဘာလို့လိုတယ်ဟိလို့ဆိုတာနဲ့ဂျိုးပေးပြီးသားပဲ။နော်ဂျိုးပေးပြီးသားပဲ။ဒါကြောင့်မြတ်စွာဘုရားကအလုံးလုံးတဲ့အခါမှာလောက်တဲ့ဖို့ကိုသင်ကြားပေးတယ်။ကာနာဒါနာလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပစ္စည်းကိုလိုအချိုးပေးတဲ့အခါမှာလည်းနော် လိုအပ်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းတွေကျူပေးတယ်ဆိုတာကျေနောက်တစ်ခုအနုကဟဒါနလို့ခေါ်တယ်ချီးမြောက်တာအလူခံပုံကိုယ်တွေကိုချီးမြောက်သောအဖြစ်ပူဇော်သောအဖြစ်လှူဒန်းတာဗုဒ္ဓဘာသာဝင်တွေဆိုရင်ဒါတန်ဃာတော်တွေကိုကြီးညိုပြီးလှူဒန်းကြတဲ့အခါမှာတန်ဃာတော်တွေရဲ့သီလကောတမာတိကောပညာကောတွေကိုကြီးညိုလို့သူတို့ရဲ့ဂုံကျေးဇူးတွေကိုအောက်မေတ္တရာပြီးတော့ချီးမြောက်သောအဖြစ်လှူဒန်းတာ ်နှိမ့်ချလှူတာမဟုတ်ဘူးเนาะတချို့ကနှိမ့်ချပြီးလှူတာရှိတယ်ဒါချင်းညောက်ပြီးတော့လှူတန်းတာမုံမုံမြဲမြဲပူဇော်ပြီးတော့လှူတန်းတာတို့တော်ကောင်းတို့ရဲ့အလှူအဲ့လိုချင်းညောက်ပြီးတော့လှူတာနဲ့နှိမ့်ချပြီးတော့လှူတာဘာကွာလဲလို့ပြီးတော့ဒီလောက်ကတမာတိကိုပညာကုံတွေကိုအာယုံပြုချင်းညောက်လှူတန်းခြင်းတည်းတဲ့ဒါနကြောင့်စီစဉ်ဥစ္စာတွေရလာတဲ့အခါမှာရလာတဲ့စီစဉ်ဥစ္စာပေါ်မှာသုံးဆောင်ခြင်းနဲ့စိတ်ခံစားခြင်းနဲ့စိတ်ဖြစ်တယ် ချင်းမြောက်တဲ့အနေမပါပဲနဲ့နှိမ့်ချတဲ့အနေနဲ့လူတယ်မျိုးဆိုလို့ရှိရင်တော့ဒါနကြောင့်ကြီးပွားချမ်းသာမှုစီးဆင်းဥစ္စာတွေရလာပြီးမဲ့အဲ့ဒီအပေါ်မှာသုံးဆောင်ခြင်းနဲ့စိတ်ခံစားခြင်းနဲ့စိတ်မရှိဘူး။အကျိုးတွေးဘူးတယ်နော်အလွန်ချမ်းသာတယ်။ဒါပေမဲ့မစားရက်မသုံးရက်ကာကောင်းကောင်းမစီးအိမ်ကောင်းကောင်းမနေဒီလိုမျိုးတွေတွေးဘူးတယ်။ကိုရှာထားတဲ့ဥစ္စာကိုမသုံးချက်ဘူး။ဘာလဲဆိုတော့အဲ့ဒါအနုဂဟဒါနမလုပ်ခဲ့လို့ လှူတော့လှူခဲ့တာပဲနော်ဒါနတော့လှုပ်ခဲ့ကြတာပဲဒါနလှုပ်လို့လည်းဒါကြီးပွားချမ်းသာလာတာဒါမှလည်းအဲ့ဒီကြီးပွားချမ်းသာမှုအပေါ်မှာခံစားခြင်းနဲ့စိတ်နည်းနည်းမှမရှိဘူးသုံးဆောင်ခြင်းနဲ့စိတ်နည်းနည်းမှမပေါ်ဘူးအဲ့ဒါအလူခံပုံကိုယ်တွေကိုချီးမြှောက်တဲ့အနေနဲ့လှူဒန်းမှုမလုပ်ခဲ့လို့အဲ့ကြောင့်လှူတဲ့အခါမှာနှိမ့်ချတဲ့စိတ်မဟုတ်ဘဲနဲ့ချီးမြှောက်တဲ့စိတ်နဲ့လှူရတယ်နောက်နံပါတ်5 အနုပဂါတအနုပဟိစ္စဒါနဆိုတာအနုပဂါတလို့လည်းခေါ်တယ်ပေါ့မိမိကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေမထီးမခိုက်ပဲနဲ့လှူတာတချို့ကလှူတော့လှူတယ်သူများကိုထိခိုက်စေတယ်သူများကိုနစ်နာစေတယ်ကိုယ့်ရဲ့အလှူကသူများကိုထိခိုက်စေတယ်ဆိုရင်မကောင်းခုမှပေါ့နော်ဥပမာမြန်မာလူမျိုးတွေတချို့အနေဒီမှာအထိန်ပွဲနေလောက်တယ်ချင်းတို့ရဟန်းကနေလောက်တယ်မလောက်တယ်လေ ်တက်တီတက်တယ်ဝက်တီတက်ကိုအလှူဖြစ်ဖို့အတွက်ကိုသူများသေပေးရတာလေတက်တယ်အများကြီးသေရတယ်ဝက်တီသေရတယ်မဖြစ်တယ်မဖြစ်တယ်အသားဟင်းကတ်ချန်နယ်ဆိုလို့ရှိရင်ပန့်တကူတာသူ့ဘာသူဈေးမှာရောင်းနေတဲ့ဟာဝယ်ပြီးကတ်ပေါ့ဘာလို့ဒီအလှူပွဲကိုအကြောင်းပြုပြီးတော့အကောင့်လေးသေရမှာတော့တနမူနာပြောတာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းရွှဲဆောင်မီလောက်တာမျိုးနေရှိတယ်နော်တရွာနဲ့တရွာလေဟိုဘက်ရွာကိုအရွက်တိုက်ခြင်းလို့ဟိုဘက်အိမ်ကိုအရွက်တိုက်ခြင်းလို့ နော်သူများကိုထိပါစေနစ်နာစေဂုံပြတ်စေတဲ့သဘောမျိုးတွေနဲ့ဒါနလုပ်တယ်တော့ဒါနလုပ်တဲ့အတွက်ကြောင့်ဘာဖြစ်ဖြစ်အကျိုးကတော့ရမှာပဲလေနော်ဒါနလုပ်တဲ့အတွက်ကြောင့်ကြီးပွားချမ်းသာမှုရမှာပဲဒါပေမဲ့တပတ်သားကိုအဲ့လိုထိခိုက်နစ်နာစေပြီးမှလုပ်တဲ့ဒါနမျိုးဆိုရင်မိမိရဲ့ပိုင်ဆိုင်မှုတွေဟာရန်သူမျိုး၅ပါးနဲ့ဆက်ဆံတယ်ရန်သူမျိုး၅ပါးကြောင့်ပြည့်စုံရတယ်တဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ဖြစ်တခုတည်းများတွေကြောင့်ဖြစ်ဖြစ်အစိုးရကြောင့်ဖြစ်ဖြစ် ပစ္စည်းရတတယ်လို့ဆိုလိုတယ်။ဒါကြောင့်မိမိတို့ကြီးပွားချမ်းသာမှုတွေဟာမပြောင်းမပြတ်ထိမ့်သိမ်းရှင်နေဆိုရင်အဲ့ဒီအနုပဂါတဒါနလို့ခေါ်တယ်မထီမခိုက်အောင်ဒါနလုပ်ရတယ်ပေါ့ကိုဘာကုသလေးပဲလုပ်လို့ဘယ်သူ့ကိုမှမထီခိုက်စေဘယ်သူ့ကိုမှမနစ်နာစေပဲနဲ့တတ်တမ်းချင်းချင်းလေးလုပ်ရအဲ့လိုလုပ်ခဲ့တဲ့ပုံကိုယ်တည်ကောင်းကျိုးချမ်းသာတွေရလာတယ်ရလာတဲ့ကောင်းကျိုးချမ်းသာတွေကလည်းလုပ်ခဲ့တော့ကဘယ်သူ့ကိုမှမထီခိုက်စေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ဆန်ဥစ္စာကိုလည်း ဘာမှမထိခိုက်စေဘူးပေါ့။အမစ္စဘုရားကအဲ့ဒီလိုမျိုးအလှူတက်ဖို့အတွက်ကိုနေလန်းပေးထားတယ်။တပုရိသဒါနသူတော်ကောင်းတို့ရဲ့အလှူလို့ခေါ်တယ်။ဒီပိစကနိပတ်ဆိုတော့ငါးချက်ဘုရားဟောပေးတယ်ပေါ့နော်။အကြောင်းတရားကြီးတို့အလှူဒါနအလွန်ပြည့်လုံနေတဲ့ပုဂ္ဂိုလ်တွေဆိုတော့မစ္စဘုရားပြောတဲ့သူတော်ကောင်းတို့ရဲ့အလှူဖြစ်အောင်သတိပြုကြဖို့ပါပဲ။အေးကောင်းပြီဒီနေ့အလှူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဘုရားရှင်ရဲ့အဆုံးအမတွေဟာလိုက်နိုင်ရင်လိုက်နာတယ်လို့ အကျိုးထူတွေရတယ်ဆိုတာကိုနားလည်သဘောပေါက်ကြပြီးတော့မြတ်စွာဘုရားလမ်းညွှန်တော်မူခဲ့တဲ့အတိုင်းသူတော်ကောင်းတို့ရဲ့အလှူဖြစ်အောင်ကြိုးစားပြီးတော့မြတ်စွာဘုရားအဆုံးအမအတိုင်းလောကအကျိုးသာသနာကျိုးကိုတည်ပို့နိုင်တဲ့သူတော်ကောင်းများဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း